လူတွေကနှလုံးသုံးလုံးပအောင်ကနန်းပြီးမဆာနိုင်လို့နာမည်ကြီးနေတဲ့ဘိုးတော်အဘဆက်ရောင်ပရိသတ်များအားလုံးမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် အခုချိန်မြန်မာနိုင်ငံကလူတွေငွေကြေးအခက်အခဲကြက်တဲမှုတွေရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်။ဒီလိုမျိုးငွေကြေးကြက်တဲမှုတွေရှိနေချိန်မှာချဲထိုးတာနှလုံးသုံးလုံးထိုးတာနဲ့ထိုင်းထီထိုးတာတွေကမြန်မာပြည်သူတွေအတွက်တော့မျှော်လင့်ချက်တစ်ခုပဲဖြစ်လာပါတယ်။ဒါပေမဲ့တကယ်တမ်းဆိုရင်ဒီလိုမျိုးထိုးတာမျိုးကပေါက်ဖို့ဆိုတာခက်ခဲပါတယ်။ကံကောင်းရင်တောင်တရားမှာဆေးရုံလုပ်ပေးပေါက်ကြတာပါ။ဒါပေမဲ့ဒီလိုအချိန်မျိုးမှာချဲပတ်အောင်ထိုင်းထီပတ်အောင်ကုညီမဆနိုင်တဲ့သူတဦးပေါ်လာခဲ့ပါပြီ။ဘိုးတော်အပါဆရာဝင်းစိန်လို့ခေါ်တဲ့အခုမြင်နေရတဲ့သူကတော့ကံစ မ်းမဲ့ကဏန်းတွေကိုအတိအကျပေးနိုင်တဲ့လုပ်နိုင်မဲ့ခြင်းတွေပါတယ်။ဒါကြောင့်သူကိုယုံကြည်ရသူတွေကခေတ်သစ်ဘိုးဘွားအောင်လို့တောင်းတင်စားခေါ်ဝေါ်နေကြတာပါ။ဘိုးတော်ဝင်းစိန်ကိုယုံကြည်ရသူတွေကတော့သူဟာဆင်းရဲသားတွေကိုနှလုံးသုံးလုံးနဲ့ထိုင်းထိကဏန်းတွေပြီးပြီးတော့ကိုကြီးဆောင်ရှောက်နေရလို့ပြောဆိုကြပါတယ်။ဒါကြောင့်သူစီကိုလူအများပြားလာရောက်ဖူးမြော်ကြပြီးတော့အမြဲတမ်းစီကားနေရဖြစ်ပါတယ်။သူရဲ့နာမည်ကျော်ကြားမှုဟာနိုင်ငံခြားထိတောင်မှရောက်ရှိနေပြီးတော့နိုင်ငံတကာကနေပါလာရောက်ဖူးမြော်တဲ့သူတွေရှိတယ်လို့သိရပါတယ်။သူပေးတဲ့ကဏန်းတွေကြောင့်ချဲပေါက်ပြီးချမ်းသာသွားတဲ့သူတွေက သူ့ကိုရွှေဆွဲကြုံငွေဆွဲကြုံစတဲ့တံပိုးကြီးပစ္စည်းတွေနဲ့လူ